လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ထူထောင်ထားပြီးသမရဦးထင်ကျော်ဗဟုအလုံးမှုဆောင်ဖြစ်တာဝန်ယူခဲ့ဘူးတဲ့ကော်မှုက Hospitality and Gathering ဘာသာရဲ့နှစ်ခုကို အခမဲ့တင်ကြားပေးနေတဲ့ Docking G Foundation တင်နန်းကတော့ဒုတိယအကြိမ်ပြီးဆုံးခဲ့ပြန်ပါပြီ။တင်ထောက်ကူပစ္စည်းအပြည့်စုံနဲ့စာတွေ6လအပြင် Hotel ရင်မှာ Intern 2လဆင်းပြီးမှအတိအမှတ်ပြုဘွယ်လက်မှတ်ထုတ်ပေးတဲ့ဒုတိယမြောက်တင်နန်းမှာတော့ကျောင်းသားပေါင်း88ယောက်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကဒီမှာ theory က6လတင်တာပေါ့ theory 6လမှာလဲဒီမှာ practical ဒေသလေးကျင့်တဲ့ဟိုတယ်ကြီးတွေအတိုင်းကျွန်တော်တို့ရှင်ကပစ္စည်းရလည်းပြည့်ရဆိုတော့အကုန်ရှိတယ်ရှိတော့အဲ့လိုမျိုးတွေနဲ့ဒေသစနစ်တကျနဲ့တင်ပြီးတယ်ဒီပါလို့ရှင် hotel ရဲ့ရောက်တဲ့အခါမှာမစိမ့်ရအောင်လို့ပစ္စည်းအားလုံးမြင်မှုတွေတုံးမှုတွေဆိုတော့ hotel ရဲ့ဝင်တော့အစီအစဉ်ချုံးမယ်ဘယ်ဌာနမှဆိုတော့နှစ်လနေရတယ် internship ဆိုပြီးတော့ဟိုအောင်ကြောက်ပုံစံနဲ့ဝင်သွားတာပေါ့ဝင်သွားပြီးတော့လို့ရှင် တို့တော့နှစ်လမှာလည်းအဲ့လိုမျိုးနေကျင်ပြီးတော့မှရှစ်လဆိုစုပေါင်းပြည့်သွားတယ်ဒီစတဲ့ပက်ကေ့ကိုပေးရဖိနန်းဆင်းပြီးတာနဲ့ပရယောဟိုတယ်မှာအလောက်ကိုင်းချက်ချင်းရခဲ့တဲ့ကိုချွမင်းသူကလည်းကျေးဇူးတင်စကားဆိုခဲ့ပါတယ်အခုဒီကျောင်းကိုတည်ထောင်တဲ့ပရယောဥဒေသနာမေဆူရောဦးထင်ကျော်အားလုံးကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုဒီလိုအကြောင်းကလူငယ်တွေအတွက်အရေးအကောင်ပါတယ်အားလုံးလည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီကျောင်းက တော်သက်ဆန်းတဲ့ငါနဲ့အောက်ဒီမှာတက်လို့ရပါတယ်ကျေးဇူးတင်နိုင်တဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဆရာဆရာမကြီးတို့ဘုံတော် ACTA အကြောင်းရဲ့ပထမကျင်းတင်နန်းစင်းပွဲမှာကျောင်းသားတရားကျော်ကိုဘွဲ့လက်မှတ်ပေးရခဲ့တယ်လို့တတိယကျင်းတင်နန်းမှာလည်းကျောင်းသား120ကျော်တက်ရောက်နေကြပါတယ်မကြခင်ရန်ကုန်မှာဟိုတယ်အသစ်တစ်ခုတိုးချဲ့ဖွင့်တော်မှာဖြစ်လို့အလုတ်ကိုင်းခွင်လန်းတွေပုံမပေးနိုင်တော့မယ်လို့ပါရိုက်ဟိုတယ်ကလည်းပြောပြပါတယ် All the students that are graduating from any vocational school but especially this one ACTA ACTA ကအကြောင်းသားတွေကိုလောက်ကင်ခွင့်လန်းတွေပေးပြီးဒီအကြောင်းကိုတပတ်တလန်းကကူညီနေပါတယ်။ခီးသွားလုပ်ငန်းတိုးတက်လာတဲ့အမျှဒီချင်းရှိတဲ့လူငယ်တွေလိုအပ်နေမှာဖြစ်လို့ဒီလိုအကြောင်းတွေဟာအရေးကြီးပါတယ်။အင်တန်လာစီးတဲ့အကြောင်းသားတွေကို AD skill နဲ့ standard skill တွေမြင့်တက်လာစေဖို့ထောက်ပံ့ပေးနေတယ်။ဒီအကြောင်းကအကြောင်းသားတွေအကုန်လုံးပေါ့နော်။ဟိုတယ်တွေအားလုံးကဒီအကြောင်းဟာဟို final exam ပြီးတဲ့အချိန်မှာလာပြီးတော့ interview ကြတယ်ဟိုသူတို့ကသူတို့သဘောကျတဲ့လူတွေအဲ့လိုအဆင်ပြေပေါ့နော် hotel ကြီးအပေါ်မှာဟိုဒီအကြောင်းနဲ့ချိန်ပြီးတော့မှအဲ့လိုမျိုး interview ပြီးတော့ဟိုအကြောင်းလူတွေ training နဲ့အနေနဲ့နှစ်လအဲ့လိုခေါ်တာတချို့ကြော်လည်းကြိုက်တယ်ပတ်မနစ်ဖြစ်လာတာ